ူကောင်းတဲ့ version နဲ့ခံပတ်ချင်တာပေါ့နော်ခံပတ်တယ်ဆိုလို့ရှိရင်လည်း Miss Universe ကိုပဲပြန်ပြီးတော့ပတ်ချင်တာအာ pageant တွေအများကြီးရှိရဲဒါပေမဲ့အာ Miss Universe ကအိမ်မက်ပေါ့နော်ဒါအမျိုးသမီးရဲ့အိမ်မက်လို့လည်းအများကြီးပြောခဲ့တယ်ဇာတ်ရဲ့အိမ်မက်လို့လည်းအများကြီးပြောခဲ့တယ်အဲဒါပေမဲ့ဒီ Miss Universe ကိုပဲပြိုင်ချင်တာပေါ့နော်တခြား pageant တွေကိုဟိုစိတ်ဝင်စားရတယ်ကြည်ရအပီးရဒါပေမဲ့ကိုဖြစ်ချင်တာကတော့ Miss Universe ဒီ မြန်မာနဲ့ representing လုပ်ချင်တာပေါ့เนาะအဲကြောင့်ပြန်ဘက်ပြန်ပြီးတော့ comeback ဖြစ်ခဲ့ဆိုလို့ရှိရင်လည်း Miss Universe အနေနဲ့ပဲ Miss Universe မြန်မာဟိုပဲပြန်ပြီးတော့ပြန်ချင်တာပါဟုတ် comeback တဲ့အခါဆိုတော့အားလုံးကိုကိုစိတ်တိုင်းကြပြီဆိုတဲ့အချိန်ကျမှအော်ငါ comeback လို့ရပြီဆိုတဲ့အနေထားရောက်မှဟိုပြန် comeback ချင်တာပေါ့ဟုတ် အသက်အရွယ်လေးရှိနေတဲ့အချိန်မှာကိုဖြစ်ချင်တာလေးတွေလှုပ်ချင်တာလေးတွေအဲအသက်ကြီးလာလို့ရှင်ကိုရဲ့တူလေးတွေပဲဖြစ်ဖြစ်တူမလေးတွေပဲဖြစ်ဖြစ်သားသမီးလေးတွေပဲဖြစ်ဖြစ်ပြန်ပြလို့ရပါဘောနော်အဲအဲ့တော့ကြောက်ပေါ့နော်အများကြီးလှုပ်ဖြစ်တယ်ပြီးတော့အဲဘယ်နေရာမှမရောက်အောင်တော့အများကြီးစူးစမ်းဖြစ်တယ်ပေါ့နော်ဟုတ် အဲ့ဒီအတွက်အောက်မှာပြောရဲ comments လေးတွေကိုလေဇလိုင်ကဟိုဘာမှပြန်ပြောစရာမလိုအောက်ကနေပြန်ပြီးတော့နောက်တယောက်ကအဲကိုပရိသတ်လဲဟုတ်မဲပရိသတ်မဟုတ်လဲမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြန်ဖြေပေးရဲအဲ့လိုမျိုး အော်လိုင်းကြောင်နေရလားတို့ပါလားတို့ဆိုလို့ရှင်အောက်ကနေပြီးတော့မှ comments တွေကအာဒီတနေရာထဲမှာပဲရက်နေရမှာလားတို့ပါအဲ့လိုမျိုးဟိုပြန်ပေးရခါကြတော့လဲဟုတ်တယ်ပေါ့နော်ဒီလိုကိုဖြစ်ချင်တဲ့ဝါသနာဆိုတာလူတယောက်မှာဝါသနာရဲ့အများကြီးပဲဖြစ်ချင်တာတွေရောဝါသနာတွေရောအိမ်မက်တွေရောစုံနေတာပဲပေါ့နော်အများကြီးရဲ့မှာမှာကိုလွတ်ခွင့်ရတဲ့ဟာလေးတွေဆိုရင်အကောင်းဆုံးလှုပ်ချင်တဲ့အမ်ပြီးတော့အသက်ကြည့်သွားရင်မလုပ်လိုက်ရမှာအော်ငါ teenagers အရွယ်တုန်းက အာငါဒါမလုပ်ခဲ့လိုက်ရဘူးခုတော့လုံးလို့မရတော့ဘူးဆိုပြီးတော့အဲ့လိုမျိုးမဖြစ်ချင်တာပေါ့နော်အဲ့တော့ဒီအသက်ရွယ်လေးရှိနေတဲ့အချိန်မှာကိုဖြစ်ချင်တာလေးတွေလုပ်ချင်တာလေးတွေအဲအသက်ကြီးလာလို့ရှိရင်ကိုယ့်ရဲ့တူလေးတွေပဲဖြစ်ဖြစ်တူမလေးတွေပဲဖြစ်ဖြစ်သားသမီးလေးတွေပဲဖြစ်ဖြစ်ပြန်ပြလို့ရပါဘောနော်အဲဒါအာလုပ်ခဲ့ရတာပေါ့နော်ဒါသမီးလုပ်ခဲ့ရတာဒါဇလိုင်းလုပ်ခဲ့ရအရင်တော့အဲဘာတွေလုပ်ခဲ့ဘာတွေလုပ်ခဲ့အဲ့လိုမှတ်တိုင်လေးတစ်ခုပေါ့နော်အဲ့လိုမျိုးလေးဖြစ်ချင်တဲ့အဲ့ဒါကြောက်ပေါ့နော်အများကြီး လုတ်ဖြစ်တယ်ပြီးတော့အဲဘယ်နေရာမှမရောက်အောင်တော့အများကြီးစူးစမ်းဖြစ်တယ်ပေါ့နော်ဟုတ်အစပိုင်းမှာတော့ပြောခံရတာပေါ့နော်အစပိုင်းမှာတော့ကိုကစူရုံမှဒီမြန်မာတန်စင်အဲမြန်မာတန်စင်လေးတွေမိုနိုလေးတွေဆိုပြတာဆိုတော့အဲအဲ့ကနေပြီးတော့မှဒီ miss ကိုတမ်းပြီးတော့ join လိုက်တဲ့အခါကျတော့ပထမဆုံးဆက်ဆဆချင်းဒီ city boy တွေမှာဆိုတော့အဲ ပြောတယ်ဝေဖန်တာလေးတွေရှိတယ်။ဘာကြောင့်လဲဆိုတော့ကိုကိုကလည်းအာအဲ့ဒီ city ပွဲလောက်မှာတော့ကို perfect မဖြစ်သေးဘူးလေ။အဲခါကြတော့ဒီ body လိုတာရှိမယ်ဟိုဒီ visual ဘိုင်းမှာလိုတာရှိမယ် beauty ဘိုင်းမှာလိုတာရှိမယ်။အဲ့ဒီဒီပြိုင်ပွဲကာလာတစ်ချက်မှာတော့ကိုအများကြီးစူးစမ်းတယ်။ဘာဆိုဖြစ်ချင်တာကိုဖြစ်ချင်တဲ့အာဆန္ဒတစ်ခုနဲ့ပေါ့နော်ဖြစ်ချင်တဲ့အိမ်မက်တစ်ခုနဲ့အများကြီးစူးစမ်းတယ်။အာ transformation ကိုအရန်ပြောင်းတယ်။အာ အတက်နိုင်ဆုံးဒီအချိန်လေးအတွင်းမှာဒီအနှဲငယ်ပဲရတဲ့အချိန်လေးအတွင်းမှာကိုအတက်နိုင်ဆုံးအကောင်းဆုံးကြိုးစားပြီးတော့ပြောင်းနေပြင်ဆင်နေအဲ ပဲနေရာမှာပဲជីជីမယော့နေအောင် ပေါ့เนาะခန္ဓာကိုယ်ဆိုလဲခန္ဓာကိုယ်မယော့နေအောင်ပြီးတော့ဒီအုံနောက်ဒီ brain bind ဆိုလဲ brain bind မယော့နေအောင် english ဆိုလဲမယော့နေအောင် cover ဆိုလဲမယော့နေအောင်ကိုယ့်ဘက်ကအဲတေချာအများကြီးစူးစမ်းပြီးတော့မှဖြစ်လာတဲ့ဟို reset တစ်ခုဆိုတော့လေအဲအဲ့ဒီအပေါ်မှာလဲဂျာထဲမှာပြောင်းလဲတဲ့အရာတွေမှာလဲပြည့်သက်တွေကပို့ပြီးတော့အဲချစ်ပေးလာကြတယ်သဘောချပေးလာကြတယ်ပို့ပြီးတော့လဲအဲ ဒီအကြံပြုပေးလာကြရပေါ့နော်အဲ့အာကိုလည်းကိုက appreciate လုပ်တယ်လက်ခံတယ်အဲ့အာအရန်လည်းပျော်ရတယ်ပျော်ရတယ်ဆိုတော့ကိုစူးစမ်းတဲ့အပေါ်မှာအတိမတ်ပြုပေးရဲပြီးတော့ comment တွေမှာဆိုလို့ရှင်လည်းပိုပြီးတော့ motivation ရတယ်ဥမာအာကွာဆက်မလုပ်ချင်တော့ဘူးလို့တွေးမိရဆိုလို့ရှိရင်ဒီ comments လေးတွေပဲဖတ်ပြီးတော့မှဆက်ပြီးတော့ဒီ moti ရအောင်ပြန်နေနေရတာဆိုလို့ရှိရင်ဟိုဒီပြန်ပွဲကာလမှာလည်းစိတ်တကြရတဲ့အချိန်တွေရှိရဒါပေမဲ့ comments လေးဖတ်လိုက်ပြီးဆိုအော်ငါ့ကိုမျှော်လင့်ထားတဲ့သူတွေရှိရပဲအာ ကိုကြိုးစားဖို့အဲမျောလင့်ထားတဲ့သူတွေပြီးတော့ဝင်နာဖြစ်ဖို့မှန်းထားတဲ့သူတွေအဲလိုမျိုးစသဖြင့်ပေါ့နော်သူတွေတို့ကအကောင်းဆုံးကြိုးစားပေးခြင်းနဲ့ပြီးတော့ဆရာအဆရာတင်ပေးတဲ့ဆရာဖြူမင်းသူတာတို့အတွက်ပြီးတော့ဒါ City Director တို့ဖဖမေတို့ဒီမိသားစုတွေတို့အကုန်လုံး fan တွေအတွက်ကောကြိုးစားပေးခြင်းနဲ့စိတ်နဲ့အတေချာပြောင်းလဲခဲ့တာပေါ့နော်အချိန်မှာပြည်သက်တွေပို့ပြီးတော့လဲအချစ်ပေးကြတယ်အကြံပေးကြတယ်သဘောကျပေးကြတယ်နောက်ပိုင်းဒီ အဝင်းနာမရပါမယ်လဲအပြိတ္တတွေရင်ထဲကဝင်းနာဖြစ်ခဲ့ရတဲ့အတွက်လည်းအရန်ပျော်ပါတယ်အရန်ပျော်ရဲအရန်ပျော်ဆိုတာတကယ်ကိုအတိုင်းမသိဝမ်းသာရဲဘာလို့လဲဆိုတော့လေပုံမှန်ဆိုလို့ရှိရင်အဲတချင်းနေစလုပ်တဲ့အချိန်တုန်းကဆိုလို့ရှိရင်ဒါ အဲတချင်းလေးကိုကြိုက်ပေမဲ့လူမကြိုက်တာအဲအဲ့လိုမျိုးပေါ့နော်အခုဒီ miss မပြိုင်ခင်ရဆိုအာအစောတော့ကြိုက်တာ miss ကိုမကြိုက်ဘူးအော် miss ပြိုင်ပြီးသားတော့အော် miss ကိုပိုကြိုက်သွားပြီဆိုပြီးတော့အော်ဘဲရမှာမဆိုကိုစူးစားလို့ရှိရင်စူးစားတဲ့လူတွေကတော့အဲချစ်ပေးကြရဲပရိသတ်တွေကကြိုက်ပေးကြရဲချစ်ပေးကြရဲပေါ့နော်အဲအဓိကကတော့อืมစူးစားနေဖို့ပဲလို့ထင်ပါတယ်ဟုတ်ကိုယ့်ရဲ့စိတ်ကူးလေးကလည်းပြိုင်ကျင်ပါတယ်ပြိုင်ကျင်ပါတယ်ဆိုတာကိုဟို အဲတစ်ခါတစ်ခါခမ်းပတ်ဖို့ဆိုရလဲမလွယ်ဘူးလေနော်ပြီးတော့ခမ်းပတ်တယ်ဆိုလို့ရှိရင်လည်းတကယ်ကိုတေချာလေးအခုအခုဒီပြန်ခဲ့တဲ့အထဲမှာဆိုလဲကိုလိုအပ်ချက်တွေလည်းအများကြီးကြံသေးတယ်အများကြီးရှိသေးတယ်ဒီကက်ဝါပိုင်းမှာလည်းလိုအပ်သေးတယ်လို့ကိုကိုခန်းစားရသေးရဲ့ဟိုပရိသတ်တွေကအဲကက်ဝါကောင်းတယ်လို့ပြောပေမဲ့လည်းကိုကိုကိုတော့အားရနေရမျိုးတော့မရှိသေးဘူးပေါ့နော်ကိုဒီထက်အများကြီးဟိုပြောင်းလဲကြံသေးတယ်ကက်ဝါကိုလည်းအခု ထပ်ပို့ပြီးတော့ကောင်းတဲ့ကဝမျိုးလေးဖြစ်အောင်ပေါ့နော်ဒီလက်တီနာရဲ့ကဝကို inspire ယူပြီးတော့မှလေ့ကျင့်ဖို့လည်းရှိရဲအဲ့တော့ကဝလေးကြီးလည်းပြောင်းဖို့လိုတယ်ပြီးတော့ဒီ beauty ဘိုင်းကိုလည်းပြင်ဖို့လိုတယ်နောက် brain ဘိုင်းကပို့ပြီးတော့အရေးကြီးတာပေါ့နော်အဲ့ဟာကိုလည်းပို့ပြီးတော့အမ်ဘယ်လောက်ပဲ english ရရ knowledge ကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အဲဒီစာမျက်များဖတ်ရမယ်စာမျက်များဖတ်ဖို့လိုတယ် knowledge ရှိဖို့လိုတယ်ပြီးတော့လူကြီးတွေစကားပြောရင်နားမှာအများနဲ့သွားပြီးတော့နားထောင်တယ်အဲ့အမှာ knowledge ပို့ရတယ်လို့ပုခန်စာစာဖတ်တယ်ဆိုရင်အဲပြင်းတယ်ပေါ့နော်ဒီခါလေးကျရင်စာမဖတ်ချင်တာမျိုးရှိရဲအဲ့တော့ဒီလူကြီးတွေပြောပြတာကိုနားထောင်ရင်သူတို့ရဲ့ experience နဲ့ဆိုတော့ဒီလိုပို့ပြီးတော့ အဲနားထောင်လို့လည်းကောင်းတယ်အုံနောက်ထဲကိုလည်းပိုရောက်တယ်ပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်အဲ့တော့အဲ့အလေးလည်းနားထောင်ပြစ်တယ်စသဖြင့်ပေါ့နော်ဒီထက်ပိုပြီးတော့အများကြီးအများကြီးအများကြီးဟိုပိုကောင်းတဲ့ version နဲ့ခံပတ်ချင်တာပေါ့နော်ခံပတ်တယ်ဆိုလို့ရှိရင်လည်း Miss Universe ကိုပဲပြန်ပြီးတော့ပတ်ချင်တာအာဖဲကျန်တွေအများကြီးရှိရဲဒါပေမဲ့အာ Miss Universe ကအိမ်မက်ပေါ့နော်ဒါအမျိုးသမီးရဲ့အိမ်မက်လို့လည်းအများကြီးပြောခဲ့တယ်ဇွန်ရဲ့အိမ်မက်လို့လည်းအများကြီးပြောခဲ့တယ်အဲ့ဒါပေမဲ့ဒီ Miss Universe ကိုပဲ ပြိုင်ကျင်တာပေါ့เนาะတခြားဖက်ချက်နေဟိုဟိုစိတ်ဝင်စားရဲကြည်ရဲအားပေးရဲဒါပေမဲ့ကိုဖြစ်ချင်တာကတော့ Miss Universe ဒီမြန်မာနဲ့ representing လုပ်ချင်တာပေါ့เนาะအဲကြောင့်ပြန်ပက်ပြန်ပြီးတော့ comeback ဖြစ်ခဲ့ရဲဆိုလို့ရှိရင်လည်း Miss Universe အနေနဲ့ပဲ Miss Universe မြန်မာဟိုပဲပြန်ပြီးတော့ပြိုင်ချင်တာပါဟုတ် comeback တဲ့အခါဆိုတော့အားလုံးကိုကိုစိတ်တိုင်းကြပြီဆိုတဲ့အချိန်ကျမှဩငါ comeback လို့ရပြီဆိုတဲ့အနေထားရောက်မှဟိုပြန် comeback ချင်တာပေါ့ဟုတ် ဟုတ်လာမှာပါညီမတန်းစင်မြော်နေရဲ့ပရိသတ်တွေအတွက်လည်းဒီ audio လဲထွက်ဖို့ရှိရယ် music video လဲထွက်ဖို့ရှိရယ်၃ပုတ်လောက်ရှိရယ်ညီမတန်းဟိုထွက်ဖို့ကတော့၃ပုတ်လောက်ရှိရယ်ဘာလို့လဲဆိုတော့ဒီ ဒီ miss မပြိုင်ခင်တည်းอ่ะပေါ့เนาะ miss မပြိုင်ခင်တည်းอ่ะဒီတချင်းလေးသုံးဖို့ကိုလှုပ်ထားပြီးသားမထွက်ဖြစ်တာပဲရှိရအဲ music video မရိုက်ရသေးတာရယ်မထွက်ရသေးရယ်ပဲကြံရပါပေါ့เนาะအဲ့ဒါလေးอ่ะအဲသုံးဖို့လောက်ရှိရယ်အဲ့တော့အဲ့ဟာလဲဒီတခုကလဲအညာတချင်းလေးရှင်ရရှင်ရသားလို့ပဲအညာတချင်းလေးဒီဘုတ်ထွက်ဖို့ရှိရယ်နောက်တစ်ခုကကြတော့ဒီမြို့ကိုကိုစားပြည့်တဲ့တချင်းလေးဖြစ်မယ်ပေါ့เนาะဟုတ်အဲနောက်တစ်ခုကတော့ mysterious ပေါ့ အဲအခုကတော့ GED တက်နေရပါတော့အခုမန်းလေးမှာ GED တက်နေရဲ့ GED ပြီးသွားပြီးအာ pass ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒီရန်ကုန်မှာ university တက်ရင်းနဲ့အဲရန်ကုန်မှာဒီပြောင်းလာဖို့ရှိရပါတော့ရန်ကုန်မှာဇလိုင်းမောင်လေးကလည်းရန်ကုန်မှာရှိနေပြီသားဆိုတော့ဒါရန်ကုန်ပြောင်းပြီးတော့မှနှုပညာအလုံးတွေလည်းဆက်လုပ်သွားမယ်ပြီးတော့အဲကျောင်းတက်ရင်လည်းနှုပညာကဆက်လုပ်သွားမယ်ပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်အာဇလိုင်းရန်ကုန်မှာခေါ်နေတဲ့သူတွေလည်းအများကြီးရှိနေပြီဆိုတော့အာရန်ကုန်မှာပြောင်းပြီးတော့မှ ဟိုအလုပ်လုပ်ဖြစ်တော့မှာပါလေဟုတ်တချင်းတွေကိုအားပေးကြရပြည်သက်တွေရောမစ်ကိုအားပေးကြရပြည်သက်တွေရောကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းအဲနောက်ထပ်ဘယ်လိုပြောရမလဲ industry တစ်ခုနဲ့ထပ်ပြီးတော့လည်းအားပေးရအောင်မှာဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်